ရမ်းပြည်နယ်အတွင်းမန္တလေးငလင်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့7:58ချိန်ခန့်တွင်ပင်အားရစ်စတာစကီ9.9ဆင့်ရှိအင်အားလွန်ပြေးငလင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အတွင်းမြို့နယ်73မြို့နယ်၌ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။အင်အားလွန်ပြင်းကလင်လွတ်ခတ်မှုကြောင့်ယနေ့နဲ့နောက်9နာရီချိန်ထိမြေပြင်စင်းကောက်ယူရရှိမှုစည်ရင်းစရာများအရာရှမ်းပြည်နယ်အတွင်းမြို့နယ်73မြို့နယ်၌လူနေအဆောက်အဦဟိုတယ်နှင့်အုပ်နေရန်ပြိုကျမှုများကြောင့်ရှမ်းပြည်နယ်တွင်လူ69ဦးသေဆုံးခဲ့ပြီး136ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ အဆိုပါအင်အားလွန်ပြင်းကလင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနီးကပ်ကြီးကြပ်မှုဖြင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝင်ကြီးများ ရှမ်းပြည်နယ်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနယ်မြေခံတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များကုညီကယ်ဆယ်ရေးအဖွဲ့များက ငလင်ဘေးဒဏ်တင်ခဲ့သည်မြို့နယ်များတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီးကျန်းမာရေးအဆောင်ရှောက်မှုလုပ်ငန်းများကိုအချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်ခင်ဗျာ